ကိုကလုပ်ငန်းတစ်ခုတည်ထောင်တော့မယ်เนาะဒါမှမဟုတ်လို့ရှိရင် business အသစ်တစ်ခုလုပ်တော့မယ် product အသစ်တစ်ခုထုတ်တော့မယ်ဆိုလို့ရှိရင်အာ market research လုပ်နိုင်တာတော့အကောင်းဆုံးပါပဲเนาะအဲ့တော့ market research ဈေးကွက်သူတည်တနာလှုပ်ချင်းအပြင်ကျွန်တော်တို့အချက်လက်တွေပို့ပြီးတော့တည်လာတဲ့အခါမှာထုံထုံနိုင်ခြေကို short ချနိုင်မယ်เนาะပို့ပြီးတော့ကိုဆုံးဖြတ်တဲ့အခါမှာအာ channel လက်နဲ့ကြည့်ပြီးတော့အချက်လက်ပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့ဆုံးဖြတ်တာမျိုးဖြစ်မယ်အာပြီးရခါကျတော့ကိုယ့်ရဲ့ငွေဘယ်လောက်ရင်းတယ်လဲဆိုတာဈေးကွက်အနေထား ပို့ပြီးတော့တည်သွားတဲ့အခါမှာငွေရင်းနိုင်တဲ့ပမာဏငွေရင်းတဲ့ပမာဏကိုချိန်လို့ရတယ်ဟုတ်လားဥပမာဈေးကွက်ကသေးနေတာကိုအများကြီးရင်းလိုက်တာတို့ เนาะဈေးကွက်ကြီးကိုခါရဲနည်းနည်းလေးနဲ့သွားလို့မိတာတို့အဲ့ဒါမျိုးတွေတိတ်မဖြစ်တော့ဘူးပေါ့เนาะနောက်ပြက်ခါကျတော့ကိုကအကယ်၍တခြား investor တွေပါတယ်เนาะ share တွေပါတယ်ခေါ်ချင်တယ်ဆိုလို့ရှင်လဲကျွန်တော်တို့ကပြเสียာနံပါတ်တွေရှိရပါဘောเนาะအဲ့တော့ဒီကိစ္စကအဲဒီလိုမျိုးလုပ်မယ်ဆိုတဲ့အခါမှာအဲဘယ်နေရာ gain တော့ရစိတ်ဝင်စားတယ်အဲဝယ်ဖို့ chance ကဘယ်လောက်လောက်ရှိနေတယ်နံပါတ်တွေကြည့်လိုက်လို့ရှင်အားလုံးကဒီပစ္စည်းကိုသဘောကျတာတွေ့ရတယ်အများစုကဘယ်လိုထင်ကြတယ်အဲ့ဒါပြကျွန်တော်တို့ပြောနိုင်တယ်ဆိုရင် ကိုဒါငွေရင်းထည့်မယ်လူเนาะ shareholder ရှိရဆိုလို့ရှင် investor တွေကလည်းဒါကိုပို့ပြီးတော့มาအာစိတ်ချသွားတော့ဘောเนาะ